letter from Burma looking back looking forward မြမာပြည်ကရေးတဲ့စာနောက်ပြန်ကြည့်ရင်အရှိန်မျောကြည့်ရင် နှစ်တစ်နှစ်ရဲ့အစဆိုတာတဖန်ပြန်တစ်ဆန်းဖို့အားတွေပြန်ဖြည့်ဖို့တနိဋ္ဌာန်တစ်တူချဖို့အတိတ်ကအဖြစ်တွေကို အမှတ်ရဖို့အချိန်ပဲဖြစ်ပါတယ်2010ကိုပြန်ကြည့်လိုက်ရင် အချို့အပိုင်းတွေဟာ အမှတ်ရစရာနည်းလွန်းလို့ဆုံးရှုံးသွားပြီးအချိန်တွေနဲ့အတူကွယ်ပြောက်သွားပါပြီ2010ရဲ့ပထမဆုံးနေ့ကို ကျမဘလူးဖြတ်တန်းခဲ့လေကျမတတိမရတော့ပါတိတ်ပြီးတတောင်းတတတာတော့ရှိခဲ့မှာမဟုတ်ဘူးလို့ပြောနိုင်ပါတယ်ကျမရဲ့အိမ်ကို2009ဒီဇင်ဘာလတည်းကစပြင်ခဲ့ပြီးနောက်တည်င်းပတ်အနည်းငယ်အကြာမှာပဲ ီပင်အုပ်ချုပ်ရေးကတားမိန်ထုတ်လို့ပြင်ဆင်မှုတွေရပ်လိုက်ရပါတယ်။ဓာတ်ထုပုံတွေစောင်းထူကြီးတွေနဲ့ထုတ်ထားတဲ့ဘာရင်မှန်းမသိနိုင်တဲ့အရာတွေခရီးဆောင်တစ်တာအမျိုးမျိုးနဲ့စောင်းနေတဲ့မျော်စင်နဲ့တူတဲ့စာအုပ်ပုံတွေအလဲပါကျမလာပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။စာအုပ်စင်မြင့်ကြီးတစ်ခု စပွဲမျိုးစုံနဲ့အထုပ်အစည်းတွေကြားတဲ့ညံ့နေတဲ့ ျမရဲ့အိယာကနေမော့ကြည့်လိုက်ရင်ပွာချနေတဲ့မျက်နှာချက်ကို ကောင်းကောင်းမြင်ရပြီးပုံမင်းရှူရင်းခြင်းနဲ့ဆွေးမြေ့ပျက်စီးခြင်းတရားကို အခါများစွာစင်ကျင်နိုင်ခဲ့ပါလေ။ရာသီဥရုအေးနေရင်တော့ပြုတ်သိမ့်နေတဲ့အခန်းထဲနေရတာမေးထွေးတယ်လို့လို့မြို့ထဲပြတဲ့မှာတောစခန်းချတယ်လို့ဟန်နဲ့နေရတာကလည်းတနည်းတော့စုံစားကန်းတွေ့နေရတယ်လို့ ါပေမဲ့ရာသီဥတုကပူပူပြီးပူလာတော့စိတ်ကူးအနုဥလှတွေပြေသွားပါတယ်အထူးသဖြင့်ပဒင်းအပြင်ဘက်နံရံမှာညှန်းစင်ထားတာကြောင့်ပဒင်းတွေဖွင့်လို့မရတဲ့အဖြစ်ရောက်ပြီးတညာလုံးနှီးပါပူပူအိုက်အိုက်ချွေးတွေရွှဲလို့မအိတ်နိုင်တလောက်ပါပဲကျမကိုကျမကျမ်းမာရေးကောင်းလာပါလေလို့မခံစားနိုင်ပါဘူး2010ရဲ့ ပထမ3လအတွင်းကာလတွေကတော့ကိုခန္ဓာတွင်တက်တောင့်တက်တာမရှိတာမဟုတ်ပါဘူးစိတ်လည်းအလုံးအမင်းလှုပ်လှုပ်ရတဲ့အချိန်မှာရခင်နှစ်ကအင်းစိန်ထောင်အတွင်းမှာကျမပေါ်ချမှတ်လိုက်တဲ့စီရင်ချက်ပေါ်အယူခံဝင်ထားတာနဲ့ပတ်သက်လို့ကျမရဲ့ရှေ့နေတွေကျမနဲ့ဆွေးနွေးဖို့အခါအားလျော်စွာ လာကြပါလေကျမအတွက် ဒီဥပဒေရေးရာကိစ္စတစ်ခုလုံးဟာတိတ်စိတ်ဝင်စားစရာ ကောင်းပြီး အင်မတန်အတွေ့အကြုံရှင်တဲ့စွမ်းရည်ရှိတဲ့ရှေးနေကြီးတွေစီကနေအများကြီးဗဟုသုတရခဲ့ပါလေ။ဒီမှာရှေးနေကြီးတွေနဲ့တကွအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေရေးရာကော်မတီအတွက်လည်းဒီမှာတိတ်ကိုဂုဏ်ယူမိပါလေ။အဲ့ဒီကော်မတီဟာ1995ကစလို့ တရားဥပဒေကို ထိမ့်သိမ်းဖို့နဲ့ဒီမတို့နိုင်ငံကယုံကြည်ချက်ကြောင့်အကျဉ်းချခံရသူတွေဘက်ကခုခံကာကွယ်ဖို့အတွက်အလုပ်တွေအများကြီးလုပ်ခဲ့ကြပါတယ်။ရှေ့နေကြီးဥညံဝင်းဆိုရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လုံအမှုဆောင်ကော်မတီဝင်တယောက်လည်းဖြစ်နေတဲ့အတွက်ကျမအနေနဲ့ပြင်ပနိုင်ငံရေးလောကတွေဘာတွေဖြစ်နေသလဲဆိုတာတွေသိရှိခွင့်ရခဲ့ပြီး ါတီရဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ့်လုပ်ငန်းစဉ်တွေအတိုင်းအတာတစ်ခုထိပါဝင်နိုင်ခဲ့ပါတယ်။နိုင်ငံရေးရှုပ်ွက်ထဲအင်မတန်အရေးကြီးတဲ့ဒီလုံနှစ်တစ်နှစ်မှာရင်ဆိုင်ရတဲ့ဉာဏ်ရည်မြင့်စိန်ခေါ်ချက်တွေဟာကျွန်မအတွက်ကျမ်းမာရေးကိစ္စတွေထက်အဆများစွာပိုအရေးကြီးပါတယ်။ဧပြီလလည်းမြန်မာနှစ်သစ်9ချိန်လောက်မှာပဲတရားရုံးက အိမ်ပြင်နာကိုဆက်လုံနိုင်ကြောင်းအမိန့်ချမှတ်လိုက်ပါတယ်။အလုံသမားတွေပြုံရောက်လာတာနဲ့ပြင်ပကဘာကအတန်တွေလှုံရှားမှုတွေနဲ့အဆက်ပြတ်နေတဲ့တီးတန့်ခြံဝင်းဟာ နေချင်းညချင်းပဲအဆက်မပြတ်စူးစူးညံ့ညံ့လှုပ်လှုပ်ရှားရှားရှိတဲ့နေရာဖြစ်သွားပါတော့တယ်။ရုပ်ဆရာတွေက အများကြီးပါ။အဓိကလုပ်ငန်းကခေါင်မိုးပြင်ဖို့ဖြစ်ပါတယ်။ နှင်းနှဲချီပြီးမုတ်တုံလာပြီပါကျမမှုရာအိတ်နေရင်ကျမပါရေမစူအောင်နဲ့ဂျုံနေတဲ့မိုးရေကို ခံနိုင်အောင်ကတင်နဲ့ခွက်တွေစလုံးတွေပုံးတွေကိုခက်ခဲတဲ့စစ်တူရင်ပွဲတပွဲကစားတော့အယုတ်တွေရွှေ့ရသလိုလိုက်ရွှေ့နေရပါတယ်အခုတော့ခေါင်းလုံးအောင်လုံနိုင်တော့မှာပါနောက်တမိုးကို စိတ်အေးလက်အေးနဲ့ကျမစောင့်မျှော်နိုင်ပါပြီ မြန်မာစကားမှာခေါင်းလုံနေဆိုတာ လုံချုံချင်းကိုပေါ်ကျူးတဲ့အလင်္ကာဖြစ်ပါတယ်။ထိတ်ဆုံးကသာကောင်းရင် တပိမ့်မှန်လုံးကောင်းမယ်ဆိုတဲ့အမြင်ကိုထင်ဟတဲ့အတိတ်ပဲပါ။ပြုပြင်တယ်ထိမ့်သိမ့်ပြင်ဆင်တယ်ဆိုတာ နောင်ကာလမှာရုပ်ပိုင်းဆိုင်ရာအစဉ်ပြေမှုနဲ့တတောင်းတတာရှိမှုတွေအများကြီးရတော့မယ်ဆိုတဲ့အတိတ်ပဲရပါတယ်။တို့ပေမဲ့ ရုပ်ဝတ္ထုဆိုင်ရာကိစ္စတွေထက်ကျမတို့ပိုအရေးကြီးတာကလူတွေနဲ့ဆက်သွယ်ဆက်ဆံလာနိုင်ခြင်းဖြစ်ပါတယ်။ငါးလလောက်ကြာမြင့်တဲ့အိမ်ပြင်ချင်းကာလ AP ကစပြီးစက်တင်ဘာမှာပြီးပါတယ်။ဂျားတဲ့၃ဘက်လောက်ခဏရက်နာပါတယ်။အိမ်ပြင်ချင်းကာလမှာ နေ့စဉ်နေ့တိုင်းကျမတို့အလုံသမားတွေရဲ့ဘဝတွေနဲ့သူတို့တောကတွေနဲ့ ွမ်းဝင်ခွင့်ရခဲ့ပါတယ်။ကျမတို့နိုင်ငံကအလုံသမားတို့ရှင်ဆိုင်နေရတဲ့အခက်အခဲတွေကို ပိုပြီးနားလည်လာပြီးသူတို့ရဲ့မျော်လင့်ချက်နဲ့ဆန္ဒကိုပုံမူရှင်းရှင်းလင်းလင်းသိမြင်ရပါတယ်။အိမ်ပြုပြင်တဲ့စီမံချက်ရဲ့နောက်ဆက်တွဲအကျိုးဆက်တစ်ခုကတော့ထူးသတင်းတပ်ဖွဲ့နှင့်တကွအိမ်ဝင်းလုံခြုံရေးအတွက်တာဝန်ယူထားတဲ့အခြားတပ်ဖွဲ့တွေနဲ့ မကြာခဏတွေ့ဆုံဆွေးနွေးရတာပဲဖြစ်ပါတယ်။လူတွေစောင့်လုပ်ရေးပစ္စည်းတွေခြံဝင်းနဲ့တွင်းဖို့နေ့စဉ်လူလူဆွေးနွေးညှိနှိုင်းနေရပါတယ်။နှစ်ဦးနှစ်ဖက်စလုံးကအကျိုးချောင်းတင့်မြတ်တာ ပြော့ပြောင်းလိုက်လျောတာတွေနဲ့အတားအဆီးတွေကိုချောမွေအောင်လုပ်နိုင်နေဆိုတာလေကျမတို့တွေ့လာခဲ့ရပါတယ်။2010ခုနှစ်ဟာကျမအိမ်အတွက်ပြောင်းလဲတိုးတက်မှုတွေ များကြီးတည်ဆောင်လာတဲ့နှစ်ပါပဲ။ဒါပေမဲ့ကျမတို့ပြည်သူတွေနေထိုင်နေကြတဲ့ကျမတို့တိုင်းပြည်မှာရောဘာတွေပြုပြင်ပြောင်းလဲခဲ့သလဲဆိုတာကတော့နောက်တစ်ချိန်ပြန်ပြောကြရမယ်ပုံလေးနဲ့တဲ့ပုံမြင်တစ်ပုတ်ဖြစ်နေပါလိမ့်မယ်။ကျမလွတ်လာပြီးပထမဆုံးရေးပြတဲ့ဒီဆောင်းမကိုကျမကအခုလိုအဆုံးသတ်ချင်ပါတယ် လုံခဲ့တဲ့အနှစ်20လုံးကျမကို ထောက်ခံမှုနဲ့ခင်မင်မှုပေးခဲ့တဲ့မာနီအီချီရှင်ပွန်းကိုကျမကျေးဇူးတင်ကြောင်းပြောရင်းကျမခင်ပွန်းအထူးနှစ်သက်ခဲ့ပြီးအမြဲရှင်သန်နေမဲ့ပညာအမြင်ကြောင့်ကျမကိုယ်တိုင်လည်းနှစ်သက်ရတဲ့ကြပြတဲ့ပုဒ်ကကောင်းနှုတ်ချက်ကလေးကိုကျမရဲ့စာဖတ်ပရိသတ်တွေနဲ့ညှော်ဝေခြင်းပါလေ။ အလေးကားဆိုတာအိမ်မက်မြတာမနှက်ဖြန်ဆိုတာစိတ်သေးကပုံရိပ်အလားဒါပေမဲ့ဒီနေ့ကိုသာကောင်းကောင်းနေတော့မနေ့ကတိုင်းជីနူးเสียအိမ်မက်ဖြစ်တယ်လို့မနှက်ဖြန်တိုင်းမျော်လင့်ချက်ပြည့်တဲ့ပုံရိပ်ဖြစ်မယ်ဒီနေ့ကိုသာကောင်းကောင်းကြည့်နေတော့အောင်ဆန်းစုကြည့်